ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးမြန်မာစစ်တပ်ကိုဖိအားပေးရန်တားဖြစ်သူကတရုတ်သမ္မတရှီကျင်းပင်ကိုမြစ်တာရက်ခံမြန်မာဒီမိုကရေစီခေါင်းဆောင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရေးမြန်မာစစ်တပ်ကိုဖိအားပေးရန်တားဖြစ်သူကိုထိန်လင်းခေါ်ကင်အဲရစ်ကတရုတ်သမ္မတရှီကျင်းပင်ကိုမြစ်တာရက်ခံလိုက်ကြောင်းတရုတ်သတင်းဌာနကသတင်းဖော်ပြသည် စစ်အာဏာသိမ်းခဲ့သည့်2021ခုနှစ်မှစတင်ပြီးထောင်သွင်းကျင်းချခံထားရသောမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်၏နှလုံးရောဂါပြဿနာနှင့်ထောင်တွင်းအခြေအနေများဆိုးဝါးနေမှုကိုတားဖြစ်သူကိုထိန်လင်းကထုတ်ဖော်ပြောဆိုလာပြီးတရုတ်သမ္မတရှီကျင်းပင်အနေဖြင့်မိခင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးစစ်တပ်ကိုဖိအားပေးရန်တောင်းဆိုသည် သူငါကိုလွှတ်ပေးနဲ့လွမြောက်တင့်သူတွေကိုလွှတ်ပေးဖို့ဆက်ဆိုးရကိုဖိအားပေးဖို့တရုတ်သမရရှီကျင်းပင်ကို ကျွန်တော်မြစ်တာရက်ခံပါတယ်မိမိကိုလွှတ်ပေးဖို့တရုတ်ကတောင်းဆိုနေတယ်တရုတ်အာဏာပိုင်တွေကသူငါကိုတွေးခွင့်ရဖို့တောင်းဆိုပေးမယ်လဲစစ်တပ်ကတွေးခွင့်မပြုပါဘူးအခြားဘသူကိုမှလည်းတွေးခွင့်မပေးဘူးဟုကိုထိန်လင်းကပြောဆိုသည် ဒေါ်အောင်ဆန်းစုကြည်ကိုတွေးခွင့်ရရှိရေးစ조사မှုများကိုဖိတ်ခေါ်လိုက်ပြီးထို့သောတွေးခွင့်ရရှိပါကအ ਨੇ စုံအနေဖြင့်ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေသည်ကိုအတည်ပြုနိုင်မည်ဖြစ်ကြောင်းငင်းကပြောဆိုသည်အမေထောင်ထဲမှတေမာကိုတစ်ချိန်လုံးကျွန်တော်စိုးရိမ်နေတယ်ထောင်တွင်းခြေနေတွေကကြောက်เสียရကောင်းတယ်ဟုကိုထိန်လင်းကဆက်ပြောသည်မြို့သားညီညွတ်ရေးအစိုးရကလည်းဒေါ်အောင်ဆန်းစုကြည်ကိုဆက်လက်အကျဉ်းချထားခြင်းကတိုင်းပြည်အကျပ်အသေးကိုပုံမှန်နှိုင်းလာစေမည်ဖြစ်ကြောင်းပြောဆိုသည် ဒေါ်အောင်ဆန်းစုကြည်ကိုဆက်လက်ဖမ်းဆီးထားတာကသဘောထားကွဲလဲမှုတွေကို ခိုင်မာစေမယ်၊ပြည်ပခကို ရှေ့ချစေမယ်၊အမျိုးသားပြန်လည်တည်မြဲရေးကို ပိုခတ်ခဲစေမှာပါ။ခု UNG နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးဒေါက်တာဆာဆာက ပြောဆိုသည်။ဒေါ်အောင်ဆန်းစုကြည်ဤသားဖြစ်သူကိုထိန်လင်းကမူသူ့အမေကိုလူချင်းပြန်လည်တွေ့ဆုံခြင်းကြောင့်ပြောဆိုသည်။ကိုထိန်လင်းက1988ခုနှစ်ကတည်းကဒေါ်အောင်ဆန်းစုကြည်နှင့်ကွဲကွာခဲ့ခြင်းဖြစ်သည်။ မေကိုလူကိုယ်တိုင်ပြန်တွေ့ခြင်းနဲ့ဟုကိုထိန်လင်းကဆိုသည်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်အာနာရရှိခြင်းကမင်းအောင်နိုင်ထက်တယုံနှင့်ပုံမူရင်းနှီးသောဆက်ဆံရရှိခဲ့ပြီးပုံမူကောင်းမွန်သောဆက်ဆံရေးရှိခဲ့ကြောင်းကိုထိန်လင်းကဆိုသည် အမေနဲ့ NLD ဟာအာနာသိမ့်မှုမတိုင်ခင်တရုတ်နိုင်ငံနဲ့ကောင်းမွန်တဲ့ဖြစ်ထွန်းတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။သူမကတရုတ်နဲ့ဆက်ဆံရေးကိုမြင့်တင်ဖို့စူးစမ်းခဲ့တယ်။အဲ့ဒါကသူ့နိုင်ငံအတွက်အရန်ရေးပါတယ်ဆိုတာသူသဘောပေါက်တယ်ဟုကိုထိန်လင်းကဆိုသည်။ NLD အစိုးရလက်ထက်2015နှစ်2016ခုနှစ်တို့တွင်ဒေါအောင်ဆန်းစုကြည်ကတရုတ်နိုင်ငံသို့တွားရောက်လည်ပတ်ခဲ့သည်။ အမေကိုပြန်လွှတ်ပေးတာဟာမြမရဲ့တက်တနာတွေကိုဖြည့်ရှင်းဖို့လိုအပ်တဲ့အခြေအနေတစ်ခုလို့ကျွန်တော်ယုံကြည်ပါတယ်ဟုကိုထိန်လင်းကပြောဆိုသည်